ားလုံးပဲမင်္ဂလာပါ။ The One Sport ပရိသတ်တွေအားလုံးလည်းမင်္ဂလာပါ။ဂျပန်လိဂ်ကွာတာဖိုင်နယ်ပထမကြောပွဲစဉ်လေးကိုပြတ်သွားသလောက်ယူဘလိဂ်ကွာတာဖိုင်နယ်ပထမကြောပွဲစဉ်လေးကတော့ဒေရလက်တွေအများဆုံးထွက်ပေါ်ခဲ့ပါလိမ့်။ယူဘကွာတာလိမှာတော့ချက်သေးတဲ့ကကိုပြတ်နိုင်ရရှိခဲ့သလို၆ပွဲစဉ်တွေမှာလည်းအနိုင်ကိုစီရရှိခဲ့ကြပါလိမ့်။ပထမကြောပွဲစဉ်မှာမိုင်းနက်တဲ့အသင်းရဲ့ကိုသမားအိုဒနာကတော့အသင်းအောင်စားမမာရီကိုရွေးတိုက်ပြီးပရိသတ်တွေကိုတတ်နေတာလားလို့တော့ထင်မှတ်ခဲ့ရပါလိမ့်။ ဒီဝဲစင်မတိုင်ခင်မာလေးကအိုနာနာကိုရွာတဲ့တမန်တစ်ချောင်းအစိုးရဇုံတော်ကိုသမားတက်ရောက်လို့ဝေဖန်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေပြည်ခဲ့တဲ့ရာသီတုန်းကလည်းအိုနာနာတက်ရောက်ပြိုင်ပွဲဇုံမှာပရိယာလီကိုသမားတွေထဲမှာဂိုးဘေးရောက်တဲ့အမှားအများဆုံးကိုသမားတက်ရောက်ဖြစ်မှတ်တမ်းဝင်ခဲ့သေးတာလည်းပဲဖြစ်ပါလေဒီမနေ့အရှင်မြိုင်စားသွားတဲ့ဒီဘက်မှာနှစ်သင်းစုံကရှိန်ကြီးခဲ့ပြီးအထိတ်နဲ့ရှိခဲ့တဲ့ပွဲကောင်းတော့ပွဲဖြစ်ခဲ့ပါလေ မွဲစားရင်25မိနစ်မှာလိုင်အောင်တဲ့အတွက်အမီဒါကအဖွင့်ကိုသွင်းယူပေးနိုင်ခဲ့ပေမယ့်ပရမဘာနာချင်းအချိန်မှု45မိနစ်9မိနစ်မှာယူရိုကယူရိုတက်အောင်တဲ့အတွက်ထေပါကိုသွင်းယူပေးရတာလည်းဖြစ်ပါလိမ့်ဒုတိယပိုင်းမွဲစားချင်း86မိနစ်မှာဇက်စီးကယူရိုတက်အောင်တဲ့အတွက်ဥဆောင်ကိုသွင်းယူပေးနိုင်ခဲ့ပြီးအလုံးဝယူရိုတက်အတွက်အနိုင်ရပြီလို့မျှော်လင့်ထားကြတဲ့အချိန်မှာဘွဲအဖြေကိုပြောင်းလဲပြောင်းဆွမ်းဆောင်ပြသသွားတဲ့ကစားမတယောက်ရှိပါလိမ့်သူကတော့အိုနာနာပဲဖြစ်ပါလိမ့် ဝိုင်ဘီယန်နီနောက်ဆုံးမိနစ်မှာမှလန်ယူဘက်ကဒါစီကန်တင်ပေးလိုက်တဲ့ဘောလုံးကိုအမိဖမ်းရင်လည်းဖမ်းမဖမ်းဘူးဆိုရင်လည်းဂိုးနဲ့ဝေးရကိုချင်းထုတ်ခဲသေးပေမဲ့အိုနာနာတယောက်အနားမှာပဲမတ်တက်ရက်နေတဲ့လန်ယူဇာမတယောက်တာဂက်စီပုတ်ထုတ်လိုက်တာကြောင့်တေကြစီမဲ့ခြေပါကိုပေးလိုက်ရတာလည်းပဲဖြစ်ပါလိမ့်အဝေးဝေးမှာဇာခရရဲ့ပထမကြောက်ပဲစင်မှာမနိုင်ခဲ့ပေမဲ့မရှုံးခဲ့တာကြောင့်ရွတ်တဲ့အနေနဲ့ April 16ရက်နေ့မှာအိုးထွက်ဖို့ကွင်းမှာဇာရမဲ့ Quarter Final ဒုတိယကြောက်ပဲစင်မှာတော့ Lion ကိုကျော်ဖြတ်နိုင်ဖို့အားသာချက်ရှိနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ် ဝဲသမီးမတော်ဆိုရှယ်မီဒီယာထက်မှာလိုင်ယွန်ပရိသတ်တွေကရောမိုင်းရက်တဲ့ပရိသတ်တွေကရောအိုဒနာကိုလောင်မြောင်ပြောဆိုခဲ့ကြတာလည်းဖြစ်ပါလိမ့်။ဒါရီမင်ကသေးပဲယူရတဲ့ပရိသတ်တွေကလည်းအိုဒနာကိုဝိုင်းဝန်းဆဲခဲ့ကြတာလည်းဖြစ်ပါလိမ့်။ယူရတဲ့ကရမင်ဇာမောင်တယောက်ဖြစ်တဲ့ဘော့စကိုကဆိုရင်အိုဒနာဟာကိုသမားဖြစ်ပြီးကိုဘနာထက်ပဲများဖို့ပဲပိုပြီးစိတ်ဝင်စားနေတဲ့ဆိုတဲ့အကြောင်းတော့မေးခွန်းထုတ်သွားခဲ့တာလည်းဖြစ်ပါလိမ့်။ကျတော့ယမနီကဘွဲမှာယူရတဲ့အသင်းတို့လိုင်ယွန်ကိုအနိုင်ရခဲ့နေတာလည်းပဲဖြစ်ပါလိမ့်။ဟိုရနာရဲ့ဆိုးရွားလုံးနဲ့အမှားတွေကြောင့်သာတည်ရင်နဲ့တော့ကျေနပ်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။ ယော်ဒန်သင်တို့ပေးလျက်တဲ့နှစ်ဂိုးဆုံးဟာအိုနာနာကြောင့်ပဲဖြစ်ပါလိမ့်။ပထမဂိုးမှာဆိုရင်သူကာကွယ်နိုင်ပါလျက်နဲ့မလုံနိုင်ခဲ့ပါဘူး။ဒုတိယဂိုးကတော့ပေါ်လို့တော့ဆိုးခဲ့ပါသေးတယ်။အဝေးကွေးပေါ်နိုင်လိုက်မယ်ဆိုရင်ဒုတိယကြော့ပွဲစဉ်အတွင်းအများကြီးအခွင့်အရေးတာသွားမဲ့အရေးဟာအိုနာနာကြောင့်ပြတ်ပြေသွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။စရောရှိုးမမရှိစံညကိုသူတို့ဆက်ထင်းထားနိုင်ပြီးအိုးထုတ်ဖို့မှာအနိုင်စားပြီးဆင်မီဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ပို၍အားထုတ်ရတော့မှာလည်းပဲဖြစ်ပါလိမ့်။ဟိုနနာကတော့ရေလေလေအဆဲခံနေရပြီလည်းပဲဖြစ်ပါလိမ့်။ ဒါမဲ့လည်းနေပြည်တော်ကပွဲပြီးမှာတော့ ਉਹ နနာဘက်ကနေကာကွယ်ပြောဆိုပေးခဲ့သေးတာလည်းဖြစ်ပါလိမ့်။နေပြည်တော်ကဖိအားတွေတုံနေရတဲ့ပထမဦးစားပေးကိုသမအန်ဒရီ ਉਹ နနာထက်လွတ်တဲ့နေပြည်တော်အဖေအမောက်တွေကပို့ပြီးများစွာပြုလုပ်ခဲ့ကြောင်းကာကွယ်ပြောဆိုပေးခဲ့တာလည်းဖြစ်ပါလိမ့်။ဝရဏတရားပြည့်တဲ့ရာသီကနေစတင်ပြီးပြန်ဝဲရရမှာအမားတွေပြုလုပ်မှုကနေကိုးပရားမှုရှစ်ကျင်းတရားရှိထားပြီးဖြစ်ပြီးပရိမြားလေးမှာမှားအများဆုံးပြုလုပ်တဲ့ကိုသမားဖြစ်ရည်တည်နေတာလည်းပဲဖြစ်ပါလိမ့် ဒါပေမဲ့နိုဝင်ဘာလမှာယူရတဲ့နီးပြားအဖြစ်တောင်းထမ်းဆောင်ခဲ့တဲ့အာမိုရီကတော့ဒီအရည်ကိုကြည့်လိုက်မယ်ဆိုရင်နောက်ဆုံးပွဲတွေနောက်ဆုံးလတွေအတွင်းမှာသူတို့တွေထက်ကျွန်တော်ကအမားတွေပို့ပြီးလောက်တော့ကိုခမရလို့တွေ့ရပါလိမ့်မယ်အခုအချိန်မှာအန်ဒရီအိုနာနာနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုက်လို့လဲဘာကူကြီးမှဖြစ်လာမှာမဟုတ်ပါဘူးဒီတော့ရေးကြီးဆုံးကတော့ပုံမှန်အတိုင်းနေဖို့ပါပဲနောက်တော့အကောင်းဆုံးဖြစ်မဲ့အသင်းကိုကျွန်တော်ရွေးချယ်လာပါမယ်ဒါပေမဲ့အန်ဒရီအိုနာနာအပေါ်ကျွန်တော်ဘက်ကတကယ်ပဲယုံကြည်မှုရှိပါတယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့နေပြအမောင်ရင်က ကျတို့တကယ်ကိုစိတ်ပြည့်ရပါတယ်ဒုတိယကြော့မလာခင်တကောအသာလောက်နဲ့အနိုင်ရထားခဲ့တဲ့နော်ပေါ့ဒါပဲလည်းပဲလာမယ့်ပွဲစဉ်ကအင်ကွေးမှာဖြစ်တာကြောင့်အနိုင်ရလည်းရယူနိုင်ဖို့တိုးပန်သွားရအောင်ပါပေါ့အော်ဒီကပွဲစဉ်တစ်ခုပြီးရန်တစ်ခုတိုးတက်နေပြီမယ်လည်းပဲကျတို့အနေနဲ့ကိုသွင်းရမှာအခုထပ်ပိုးပြီးတော့တိကျဖို့တော့လိုအပ်ပါတယ်ဒါကနှစ်ပွဲကစားမှာဆိုတော့အခုတစ်ပွဲကပထမတစ်ပိုင်းပဲရှိပါသေးတယ်နောက်တစ်ပွဲအကြောင်းကျတို့စဉ်းစားရအောင်ပါပေါ့ကိုယ်သွင်းရတာမသေးကြပါဘူးဆိုကြတဲ့ကဂိုးပိုင်ထက်ကိုဘောလုံးရောက်အောင်မသွင်းနိုင်တာပါအတီးကတော့အဲ့ဒါပြတ်တာပါပဲ ဆိုတော့ယမနီကမာလီပြောဆိုခဲ့တဲ့အတွက်ကြောင့်အွန်နနာတရားအခုလိုမျိုးဆိုးရွားသွားခင်လာလားနဲ့ပတ်သက်ပြီးတော့အဲ့ဒါတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်သိတာကတော့သူ့ရဲ့လက်စွမ်းကိုကြည့်ရပါမယ်သူ့ရဲ့စွမ်းဆောင်ရင်မကောင်းဘူးဆိုလို့ရှိရင်သူနဲ့ကျွန်တော်စကားပြောဖို့ဆွေးနွေးရပါလိမ့်မယ်ဒါကသာဇာမကိုတိုးတက်အောင်ကုညီဖို့မှန်ကန်တဲ့နေလမ်းပါပဲအရေးကြီးတာတော့နောက်ပွဲစဉ်တွေကိုအာရုံစိုက်ဖို့ပါပဲဇာမတရားအမှားလုပ်တယ်ဆိုတော့အသင်းတစ်ခုလုံးမှားတာပါပဲဒါကြောင့်ဒီလိုပဲဆက်သွားရပါမယ် ဆိုတော့ကျွန်တော်တို့အရင်ကလုံနေကြအတိုင်းပဲဆက်လို့နေပါလိမ့်လေးချင်းတွေလည်းလောပါမယ်ပွဲတွေကိုလေ့လာတယ်ပြီးတော့ပွဲတိုင်းမှာနိုင်ရဖို့ရွယ်ပြီးတော့အကောင်းဆုံးဖြစ်စေမယ့်ဆက်တယောက်ကိုကျွန်တော်တို့ရွေးချယ်ပြီးကြိုးစားနေပါတယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်မိုင်းရတဲ့တဲ့လာမယ့်ကြာသမင်းနဲ့အထောက်ဖို့ကွဲမောင်းဒုတိယကြော့ပွဲစဉ်အဖြစ်လိုင်ယွန်သင်းကိုအခန့်ရည်ရဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့်။ပရီးမီးယားလီဂ်အဆင့်73နေရာမှာရာဒီနဲ့ရွမ်းတဲ့အောင်သင်းအတွက်လာမယ့်ရာဒီအော်ရောပါဝင်ခွင့်အတွက်ယူဘာလိချန်ပီယံအဖြစ် ချန်ပီယံလိဝင်ခွင့်ရရှိနိုင်မယ့်အခွင့်အရေးသာရှိတော့တာလည်းပဲဖြစ်ပါလိမ့်ယမနီကဝဲမှာရွှေလျောင်းသိန်းအားအမတိုင်းရဲ့25ကအကွာမှဖရီကိဂိုးပေါက်ထဲကိုတည်းရဲ့ဝင်သွားမှုကနေဂိုးစတင်ပေးခဲ့တာလည်းဖြစ်ပါလိမ့်။ဒီဂိုးကိုယူရိုကအောင်နိုင်ပြီးခြေပါကိုသွင်းယူပေးခဲ့ပြီးဇာစီကကောင်းတဲ့ဂိုးနဲ့ဥဆောင်နိုင်ခဲ့လို့နှစ်ဂိုးတကူနဲ့ဥဆောင်နိုင်ခဲ့သေးတာလည်းဖြစ်ပါလိမ့်။ဒါပေမဲ့ဘဝတင်ကနေ့အချိန်မှာတော့မာဂူတန်စီရဲ့ကံချက်ကိုအနန္တတယောက်ပေါက်ထုတ်လိုက်ရကောင်းနေရိုင်ယန်ချာကီကလိုင်ယွန်သိန်းအတွက်ခြေပါကိုတကူပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါလိမ့်။ ။စာဂျင်ဝမ်ကလစ်ကိုပြင်းထန်ဝေဖန်တိုက်ခိုက်လိုက်တဲ့အပြင် NUS မှာအရာအလုံးကိုဖျက်ဆီးနေတယ်လို့ဝေဖန်ပြောဆိုလိုက်တဲ့ Aris Cantona Eric Cantona ဟာ United ရဲ့သဘုံကလပ် FC United မှာရှယ်ယာဝင်တဦးဖြစ်လာပြီးတဲ့နောက် United အသင်းမှာဝိညာဉ်ပျောက်ဆုံးနေကြောင်းဝေဖန်ပြောဆိုလိုက်ပါတယ်။ Cantona ကပြည်တဲ့ဘက်မှာကလေးကမန်ချက်စတာကိုရောက်ရှိနေပြီးမြို့ကန်ပြိုင်မဲ့ Man City အသင်းနဲ့ဆေးပြတ်ပွဲအားဂိုးမရှိသေးတဲ့ကြောင့်လည်းပွဲစဉ်ကိုလာရောက်ကြည့်ရှုခဲ့သေးတာလည်းဖြစ်ပါလိမ့်။သူကမန်ချက်စတာကိုရောက်နေစဉ်အတွင်း ယူရိုတက်ပိုင်ရှင်ကလေးစားပွားစုကိုသဘုံထားတဲ့အနေနဲ့ယူရိုတက်ပြည်သက်တွေတီထောင်ဖွဲ့စည်းထားတဲ့ FC United of Manchester ဘူးတဲ့ပိုင်ရှင်တယောက်လည်းပဲဖြစ်လာပါလိမ့်။သူပြည်မိသားစုဝင်နေဖြစ်ကြတဲ့ကလေး၄ယောက်၊ညီကို၂ယောက်တော့မှလည်း FC United ရဲ့ share ဝင်နေလည်းပဲဖြစ်လာပါလိမ့်။အသက်50ရှစ်နှစ်အရွယ်ကန်ဒိုနာကကျွန်တော်ယူရိုတက်ကိုအရန်ချစ်လို့ယူရိုတက်ကိုအားပေးပါလိမ့်။ဒါပေမဲ့လည်းပဲခုနေကလပ်တစ်ခုကိုနေဝင်ရှိမယ်ဆိုရင်ယူရိုတက်ကိုရွေးချယ်ဖြစ်မယ်တော့မထင်ပါဘူး။ကျွန်တော်တို့ရဲ့ကိုယ်မန်နေဂျာကိုယ်စားမတွေကိုလေးစားသလိုမျိုး ဒီလိုလူတွေကိုပြင်းစံတွေကိုကျွန်တော်တို့လေးစားဖို့ကအရန်ကိုအရေးကြီးပါလိမ့်။စာဂျင်ရက်လေးရောက်လာပြီးတော့လုံးဝကိုစန့်ခြင်းပဲဖြစ်သွားတယ်လို့ထင်ပါလိမ့်။ဒါရိုက်တာဘက်ကလည်းအားလုံးကိုဖျက်ဆီးဖို့စူးစမ်းနေတယ်လို့ထင်ပါလိမ့်။သူတို့ကဘယ်သူကမှမလေးစားပါဘူး။သူတို့ကကွင်းကိုတော့ပြောင်းလဲပြင်ချင်နေကြတယ်။အသေးနဲ့ကလေးဝိညာဉ်ကကစားမတွေမဟုတ်ပါဘူး။ဒီလူတွေအားလုံးဒီပြည်သူတွေအားလုံးဟာမိသားစုကြီးတစ်ခုလိုပါပဲ။အရေးပါတဲ့ဆောင်ရွက်ချက်တွေနဲ့လဲကိုယ်နဲ့နေဆက်နေတယ်လို့မခံစားပါဘူး။ တို့မှာအခြားသော view တွေအခြားသောစီမံကိန်းတွေရှိပါလိမ့်ဒီစီမံကိန်းနဲ့ကိုယ်နဲ့နေဆက်တယ်လို့ခံစားရလို့လားတိုးကတော့မထင်ပါဘူးလို့ဝေဖန်ပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်မိုင်းရက်တဲ့ဒီမှာအောင်မြင်တဲ့ငါးလက်တောင်ဇာခဲ့တဲ့ကန်ဒိုနာကလက်ရှိယူနိုက်တက်မှာတူတိထားတဲ့ယူနိုက်တက်လိုမျိုးမဟုတ်တော့ကြောင်းလဲဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့် အရီကန်နိုနာရှယ်ယာချင်းတအူးဖြစ်လာတဲ့ FC United ရဲ့အသင်းကယူနိုက်တက်ပိတ်သက်တွေနဲ့ဆုဖွဲ့ထားတဲ့အသင်းအသင်းဖြစ်ပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုရှယ်ယာဝန်ထမ်းစီရဲ့ဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်ချက်ချလိရှိတာလည်းပဲဖြစ်ပါလိမ့်။လာဝင်ရသည့်ချန်ပီယံလိပြိုင်ပွဲမှာပရီးမီးယားလိဂ်ကလပ်က၅သင်းဝင်ရောက်ရှင်ပြန်ခွင့်ရမည်။ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ဘရမာကျောက်ဘဲစင်တို့ကရီယယ်မက်ထရီအသင်းကိုအာဆင်အသင်းကအနိုင်ရရှိပြီးတဲ့နောက် 2025 2026ချန်ပီယံပွဲမှာပရီးမီယာလိဂ်ကလပ်က9သင်းအထိဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာလည်းပဲဖြစ်ပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကရိန်းငယ်ရာထိပ်ဆုံးနှစ်နိုင်ငံကိုချန်ပီယံပွဲမှာ9သင်းစီရှင်ပြိုင်ခွင့်ပေးထားတာလည်းပဲဖြစ်ပါတယ်။အခုရာသီ UEFA မှာချီးမှုချင်းမတဲ့ပြိုင်ပွဲတွေမှာအင်္ဂလန်ကလပ်အသင်းတွေကစွမ်းဆောင်ရည်ကောင်းဆုံးဖြစ်နေပြီးချန်ပီယံကွာတာဖိုင်နယ်ပရမတ်ကျော့မှာရီယယ်ကိုအာဆင်နယ်အသင်းတို့အနိုင်ရရှိပြီးတဲ့နောက် အင်္ဂလန်အသင်းအနေနဲ့ UEFA ရဲ့ ring မှာအဆင့်နဲ့ရဖို့တေချာသွားခဲ့ပြီလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်လာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲမှာ Premier League ကလပ်အသင်း၅အသင်းဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာလည်းပဲဖြစ်ပါလိမ့်။ဒါပြင်အခုရာသီချန်ပီယံလိနဲ့ယူဘာလိပွဲစဉ်တွေမှာပရီးမီးယားလိအဆင့်၅ပြင်မာအသင်းတွေကဘိုဆွဲအောင်မယ်ဆိုရင်လာမယ့်ရာသီချန်ပီယံလိမှာပရီးမီးယားလိကလပ်9သင်းအထိရှင်ပြိုင်ခွင့်ရရှိမှာလည်းပဲဖြစ်ပါလိမ့်။ဒါတော့တိတ်တော့မလွယ်ကူလာပါဘူး။ ။အေဘယ်လာရှင်းလင်းအပြီး UFA ရဲ့ Ringgit အရအင်္ဂလန်သင်းက24.53မှတ်နဲ့ထိပ်ဆုံးကနေရပ်တည်နေတာလည်းပဲဖြစ်ပါလိမ့်။အဲဒီတော့မှတော့စပိန်က27ဒသမ6ကိုမှတ်နေအီတလီက20ဒသမ1ရှင်းနဲ့အစင်လာအီယက်တီနေကြတာလည်းပဲဖြစ်ပါလိမ့်။ဘိုင်ရော့တဲ့တင်ရောက်ဆူလောက်တွေတဲ့စီးပွားရေးကိုသာပိုးပြီးဦးစားပေးတယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့မာတဲ့ လာယွန်သင်းရဲ့ဝါရင်ခွေးလန်ဇာမာဒီနောက်ယူရိုတယောက်သင်းရဲ့ဇာမာအောင်လေးတယောက်ဖြစ်တဲ့မာဒီကတော့ယူဘလီကွာတာဖိုင်နယ်မှာအသေးအောင်ယူရိုတယောက်သင်းနဲ့ရင်းမဆိုင်ပြီးယူရိုတယောက်သင်းကဆူပလာတွေရရှိဖို့အဓိကဦးစားပေးတာမဟုတ်ပဲစီးပွားရေးကသာဦးစားပေးတဲ့အသင်းဖြစ်ကြောင်းဖွင့်ရပြောဆိုလိုက်ပါတယ်။ဆာဗီယာဝါရင်ကစားမဟာချယ်စီမိုင်နာတယောက်သင်းနဲ့တူပရီးမီးယားလိမှာတင်လေဝူးတာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်သူကချယ်စီအသင်းနဲ့မိုင်နာတဲ့အသင်းကြောင်းကွာဟာချက်ကိုဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။မာရီကယူဘလီဝဲစင်မတိုင်ခင်အင်တာဗျူးမှာ သူအနေနဲ့အိုးထွက်ဖို့မှနေခဲ့ရတာကိုကြိုက်ခဲ့ပေမဲ့အတင်းကဆုပ်လာတွေရရှိဖို့အတွက်ပတ်စံရှာဖို့ကိုပဲပုံမအာယုံစိုက်တဲ့ခံစားချက်ကိုအမြဲတမ်းရရှိခဲ့တဲ့အကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်ကျဲစီကနေရောက်လာပြီးတော့ကျွန်တော်ဇာခဲ့ရတဲ့ကွာခြားချက်ကတော့ကျဲစီမှာအရာအလုံးဟာရလနဲ့စူလာတွေရယူဖို့ပဲဖြစ်ပါလိမ့်။အဲ့ဒါကမြဲရဲတဲ့သူကအစအသင်းတစ်ခုလုံးရဲ့အစိတ်တက်ပါပဲ။ရိုဘန်ရာမိုဗစ်ကလည်းကျွန်တော်တို့ကိုရလဲအကြောင်းပဲမေးလေရှိပါလိမ့်။ယူရက်ထဲမှာတော့စီးပွားရေးဘက်ကိုပို့ပြီးတော့ဦးစားပေးတာကိုတွေ့ရပါလိမ့်။ အသိပါနှစ်လလောက်နေပြီးတော့အဲ့လိုခံစားမိလာရတာပေါ့ကျွန်တော်တို့ရဲ့လစာကိုပေးဖို့လိုအပ်တယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဒါပေမဲ့လည်းရလဒ်တွေကချက်စီအသင်းမှာလို့အဓိကမဟုတ်ဘူးလို့ကျွန်တော်ခံစားမိပါတယ်ချက်စီမှာကျွန်တော်စီးပွားရေးနဲ့ဆိုင်တဲ့အလုံးနှစ်ခုလောက်ပဲလောက်ခဲ့ရပေမဲ့ရလဒ်မှာတော့ကျွန်တော်တို့အများကြီးအများကြီးလောက်ခဲ့ရပါတယ်ကျွန်တော်ချက်စီမှာလို့ပဲဖလားတွေရောက်ယူဖို့ဆေးအားထပ်တန်မှုအပြည့်နဲ့ရလဒ်ကိုကျွန်တော်ရောက်ရှိလာခဲ့တာပါဒါပေမဲ့တဖြည်းဖြည်းနဲ့စူလာတွေကအဓိကမဟုတ်ဘူးလို့ခံစားခဲ့ရပါတယ်။ကျွန်တော်မှားကောင်မှားနေနိုင်ပါတယ် ဒါပေမဲ့အဲ့ဒါကကျွန်တော်ရဲ့အတွင်းခံစားချက်ပါလို့မာရီကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘောရစင်မတိုင်ခင်မာရီရဲ့ပြောဆိုချက်တွေဟာလက်ရှိ United ပြည်သက်တဲ့အများစုခံစားနေရတဲ့အတိုင်းအတာနဲ့တူညီနေတာလည်းပဲဖြစ်ပါလိမ့်။စာရင်ရက်ကလင်းနဲ့အန်ယူအက်စ်တို့ဟာတင်းရန်ပန်းရှင်ဖွဲ့စည်းတွေဖြစ်ရောက်ရှိလာပြီးနောက်ပိုင်းကွင်းထဲမှာခြေစွမ်းပြသတာထက်ငွေကြေးတွေရွှေတာဖို့ထပ်ပိုးပြီးတော့အလေးထားခဲ့ပုံလေးပဲရပါလိမ့်